လူရဲ့အမုန်းကြောင့်ဖြစ်သောစစ်ပွဲများအစင်းနဲ့ဆောင်းမှာစောက်ထဲမှာခေါင်းစဉ်ကွဲ6ခုပါပါတယ်အဲ့ဒီလည်းကပထမဆုံးခေါင်းစဉ်ကွဲကစစ်ပွဲများနဲ့ပြိပခတ်လို့ဖြစ်ပြီးတော့ဒီခေါင်းစဉ်အောင်မှာဆောင်းမှာ၄ခုပေါ်ပြထားပါတယ်အခုဖတ်ပြမယ်ဆောင်းမှာကစောင်းနဲ့မယ်ဖြစ်တဲ့အမုန်းကြောင့်ဖြစ်သောစစ်ပွဲများဆိုတဲ့ဆောင်းမှာဖြစ်ပါတယ် Wars and Conflicts စစ်ပွဲများနဲ့ပြိပခတ် everyone is a national misfortune ဒီပွဲတိုင်းဟာမြို့သားရေးဆိုင်ရာကန့်ဆိုးမိုးမောင်းကြမှုပါမုံကြောင်ဖြစ်သောစစ်ပွဲများကျူးလွန်သူဤအမုံကကြောက်ခမန်းလိလိဆိုဝါသည်ကားကောင်းနေတဲမှအသက်ရှင်ကြံ့ရည်သူတွေဤအမုံကတရားမျှတသည်အကြီးအကျယ်ခြေမုံတက်ဖြတ်ခံလိုက်ရသော Holocaust အဖြစ်ပြက်ကြီးအပြီး၌ဂျူးလူမျိုးတွေသည်ဂျာမန်နေအပေါ် အမောင်းမတပါအချာဘာခံစားချက်ဖြင့်ရင်ဆိုင်နိုင်ပါမည်နီမုံကြောင့်ဖြစ်သောစစ်ပွဲများလွန်ခဲ့သည့်သုံးနှစ်လောက်ကအမေရိကန်ပြည်ထောင်စုတက်ဆက်ပြည်နယ်ဤတခုသောတော်ပိုင်းလမ်းမပေါ်တွင်ဂျိမ်းဘတ်ဦးသောလူမဲတစ်ယောက်မချိမဆန့်တေဆုံးခဲ့ရသော ရာဇဝတ်မှုတစ်ခုဖြစ်ပွားခဲ့သည်အရက်ကလေးထွေထွေဖြင့်ပါတီပွဲတစ်ခုမှအိမ်ပြန်လမ်းလျှောက်လာသောဂျိမ်းဘတ်ကို ဂျွန်ဝီလျံကင်းနဲ့အပေါင်းပါနှစ်ယောက်ကဖမ်းချုပ်ကားပေါ်တင်ကမြို့ဤအစွန်ဖျားသို့ခေါ်သွားပြီးဆိတ်ရှိလက်ရှိရိုက်နှက်ကြသည်ထို့နောက်သူ့ခြေထောက်ကိုဂျိုးနှင်းချီကဂျိုးကိုထရက်ကားနောက်ဖက်မှခြိလျက်မောင်းသွားသည်ဘတ်တီကားနောက်မှအရှိန်အဖြစ်တရင်တိုက်ပသွားပြီးရေမြောင်းကြီးတစ်ခုနှင့်ပြင်းထန်စွာတိုက်မိကကိုခန္ဓာနှစ်ချမ်းကွဲသွားသည်အမှုစစ်ဆေးသောတရက်ခွေ၌ ယောဂဗေဒပညာရှင်ဤထွက်ဆိုချက်မှာဘတ်တီကိုခန္ဓာနှစ်ချမ်းပြတ်ပြီးသေဆုံးသွားသည့်နောက်ဆုံးအချိန်အထိတရိယအသက်ရှင်စေဖြစ်ဟန်တူသည်ဟုဆိုပါသည်တရခန်ကင်းအားသေဆုံးသူဘတ်ဣမီသားစုကိုတခုခုပြောဖို့တရားရုံးကအခွင့်ရေးပေးသောအခါကင်းကဆက်ပြီးပြီးပြုံးလျက်မကြားဝဲမနာတာစကားတွေကိုခြေရွက်ခဲ့သည်ထိုရာဇဝတ်မှု၏အရင်းကမှအမုန်းဖြစ်သည် ကြောက်လန့်မှုနှင့်ယွန်ရှာဆက်ဆုံးမှုသည် အမုန်းဖြစ်သွားသည် ထိုအမုန်းကနေကိုတီလက်ရောက်လွန်ကျူးပြစ်သောအခါကင်းသည်အမဲလိုက်သမားဖြစ်ပြီးဘတ်ကတားကောင်ဖြစ်သွားခဲ့သည်လူပြူတချို့ကလူမဲတွေကိုမုန်းသည် လူပြူတချို့ကအတဝါလူမျိုးအာရှနိုင်ငံသားတွေကို မုန်းသည် လူပြူတချို့နှင့် လူမဲတချို့ကဂျူးလူမျိုးတွေကို မုန်းသည်အာရတ်တွေကဂျူးတွေကိုမုန်းသည် တဘာဝယောက်ျားတွေကမိမရှာတွေကို မုံသည် တချို့ယောက်ျားတွေကမိမတွေကို မုံသည် အမုံသည်စိတ်ခံစားမှုတစ်ခုသာဖြစ်တော်လဲစိတ်အတိုင်းမနေကိုထီးလက်ယောက်ကျူးလွန်မိအောင်တွန်းအားပေးသည်ဤနည်းအားဖြင့်အမုံရာဇဝဲမှု hate crimes တွေဖြစ်ရသည်အမေရိကန်ပြည်ထောင်စု၏ရာဇဝဲမှုကဥပဒေအတွင်းစံကြေချေမုံစင်ရအမျိုးအစအစ်စ်ဖြစ်အမုံရသွဲမှုကိုထဲ့သွင်းယူလာအောင်အမုံတီ မြေတိအခမ်းကဏ္ဍမှာပါဝင်ဖန်တီးနေခဲ့ပါသည်1985ခုနှစ်တုန်းကတနိုင်ငံလုံးတွင်အမုန်းရသွေးမှုဟုတတ်မှတ်ရမည်အမှုဆက်တမှုရှိခဲ့သည်1990ပြည့်နှစ်မှာအမုန်းရသွေးမှုတထောင်ကျော်ခဲ့၏1996ခုနှစ်ဤပထမပိုင်း6လမှာအမုန်းရသွေးမှုပေါင်း8000ကျော်ခဲ့ပြီဟုဆိုပါသည် အမုန်းရသွေးမှုတွေကအမေရိကန်မှာပဲဖြစ်နေတာတော့မဟုတ်ပါ ကဘာအနှံ့ပြားမှာပမာဏအမျိုးမျိုးအဆင့်အမျိုးမျိုးဖြင့်အမုံရသဝဲမှုတွေဖြစ်နေခဲ့ကြသည် လူမျိုးရေးအမုံဘာသာရေးအမုံလိင်ကွဲပြားမှုအမုံစင်ရဲချမ်းသာအမုံမှု၏ကွဲပြားခြားနားသလိုပင် အမုံဤတွန်းအားကြောင့်ဖြစ်ပျက်ရသောရလက်ဆိုးကျိုးလည်းအမျိုးမျိုးဖြစ်၏ဓာတ်ဝဲမှုအကြဖတ်မှုနှင့်အစူးလိုက်အပြုံလိုက်တတ်မှုတို့ဖြစ်သည်1866ခုနှစ်ကအမေရိကန်ပြည်ထောင်စုတွင်စတင်ခဲ့သော ေ၃လုံးအဖွဲ့လူမဲတက်ပြတ်မှုများသည် လူမျိုးရေးမုံတိမှုဖြစ်သည်ဂျူးလူမျိုး၆တန်းကိုရရဆက်ဆက်တက်ပြတ်ခဲ့သောဟစ်တလာ၏လုံရက်များသည် လူမျိုးရေးမုံတိမှုဖြစ်သည် အာဖရိကအလယ်ပိုင်းမှာအူတူလူမျိုးနှင့်တွတ်စီလူမျိုးတွေတိုင်ကနန်းနှင့်ချီ၍အစုလိုက်အပြုံလိုက်တက်ပြတ်လက်စားချေကြသည်မှာလဲလူမျိုးရေးမုံတိမှုဖြစ်သည်တအိုးတယောက်ချင်းနှင့်သာဆိုင်သော အမုန်းရသွေးမှုထက် အုပ်စုလိုက်ပတ်သက်သောအမုန်းရသွေးမှုကပိုကြောက်စရာကောင်းသည်အုပ်စုလိုက်ပတ်သက်သောအခါအမုန်းသည်စစ်ပွဲအဖြစ်သို့ပြောင်းလဲသွားလေသည်ကျူးလွန်သူ၏အမုန်းကကြောက်ခမန်းလိလိဆိုဝါသည်တားကောင်းနေတဲ့မှအသက်ရှင်ကြံ့ရဲ့သူတည်း၏အမုန်းက တရားမျှတသည် အကြီးအကျယ်ခြေမုန်းတက်ဖြတ်ခံလိုက်ရသောဟိုလိုကော့စ်အဖြစ်ပြက်ကြီးအပီး၌ဂျူးလူမျိုးတည်းသည်ဂျာမန်၏အပေါ် အမုံးမှတပအခြားဘာခံစားချက်ဖြင့်ရင်ဆိုင်နိုင်ပါမည်နီခံလိုက်ရသူတွေကအမုံးကိုလွန်မြောက်ကြော်လွားနိုင်သည် ဆိုလျင်အလွန်မြင့်မြတ်သောစိတ်အခြေအနေပဲအမုံးကို မလွန်မြောက်နိုင်မဲရှိရင်လေသူတို့ကို ကျူးလွန်သူတွေ လောက်တော့အပြစ်မတင်တိုက်ပေထို့ကြောင့်ကိုစိုးပါရီအပေါ်ထားသည့်စက်တွေအမုံးမှာစက်တွေအပေါ်ထားသည့်ကိုစိုးပါရီအမုံးနဲ့ဘယ်တော့မှမညီမျှနိုင်ပေ အမုံရဇဝဲမှုကိုခွဲခြမ်းစိတ်ဖြာနားလည်နိုင်မှထိုရဇဝဲမှုတွေကိုတွန်းလှန်ပယ်ဖျက်နိုင်ပြီးထို့ကြောင့်အမုံဤသဘောတရားကိုလေ့လာကြည့်လိုက်သည်အမုံတော်တော်များများသည်တွေးနေကြမြင်နေကြလည်းဖြစ်ပြီးရှုပ်လဲရှုပ်ထွေးသည်အဖြစ်အမျိုးအစားတွေကွဲပြားသလိုပဲဖြစ်၏ကြောင်းရွံ့ခြင်းမှလာသောအမုံရှိသည်အော်နှလုံးနာခြင်းမှလာသောအမုံရှိသည်အာနာကိုဖော်ပြသည့်အမုံအမျိုးအစားရှိသည် အာနာမဲရာမှာအရင်ခန့်သောအမုံမျိုးစားရှိသည်ထိုမျိုးစားကလက်စားချေခြင်းကို ဖြစ်စေသည်မနာလိုခြင်းမှလာသော အမုံရှိသည်အချစ်ဖြစ်ခဲ့ဘူးသောအမုံရှိသည် အခြားသူတွေကိုမုံသောအမုံရှိသည်မိမိကိုယ်ထဲမှ ကိုယ်အဖြစ်ကိုသတိပေးနေသောအချို့အရာတွေကို မုံရသည် ဖိနှိပ်ကျွလွန်သူ၏အမုံရှိသည်ဖိနှိပ်ခံသားကောင်၏အမုံရှိသည် တဖြည်းဖြည်းလောင်ကျွမ်းလာသော အမုန်းရှိသည်ဝုန်းကနယ်ပောက်ကွဲသောအမုန်းရှိသည်ဘယ်တော့မှမီးတောက်မလာသော အမုန်းတွေလည်းရှိပါသည်အမုန်းကိုဖော်ပြရန်ထပ်မံတီထွင်ထားသောခေပေါ်စကလုံးတွေရှိ၏လူမျိုးရေးဝါဒယူဆန့်ကျင်ရေးဝါဒလိန်ဇွဲဝါဒဟူ၍အမျိုးမျိုးဖြစ်ပါသည်စိတ်ကူးပညာရှင်အဲလစ်ဘတ်ယန်ဘရူးကသူမ၏စာအုပ် The Anatomy of prejudice တွင်အမုန်းကိုသုံးမျိုးခွဲခြားသတ်မှတ်ပေးထား၏အစွဲအမုန်း obsessive hate လူချင်းပြင်းပြ အမုန်း hysterical hate နဲ့အတ္တအမုန်း narcissistic hate တို့ဖြစ်ကြသည်အစွဲအမုန်းသည်နာသီတွေ၏အမုန်းနှင့်ဟူတူတွေ၏အမုန်းဖြစ်သည်လူချင်းပြင်းပြအမုန်းကပို၍ရှုပ်ထွေး၏ထိုအမုန်းသမားများသည်အမုန်းကံအရာကိုပျောက်ပြတ်မသွားစေခြင်းကြပါ တစ်ချိန်လုံးနှိပ်ဆက်အနိုင်ယူနေခြင်းသည်၎င်းမှာအချက်အမုံအမျိုးအစားဖြစ်သည်ဖိနှိပ်ချိုးနှိမ်ထားသောလိမ့်ဆန္ဒများကိုထွက်ပေါက်ပေးသည့်အမုံအမျိုးအစားဟုပြောနိုင်မလားမသိပါမိမားတွေကိုမုံသောအမုံသည်ဒီထဲမှာအကျုံးဝင်သည်အတ္တအမုံကလည်းမိမရှအမုံနဲ့မိမအမုံနဲ့မှာတွေ့ရသည်အမုံကိုဘလို့လွန်မြောက်နိုင်မလဲအဖြစ်ရဖို့ခက်ခဲသောမိကွန်းတစ်ခုဖြစ်ပါသည် မုံတီးဖို့အရင်ကအကြောင်းတွေကိုဘလောက်ပျောက်ပြတ်စေမလဲလူသားဟု၍ရှိနေသည်မလူမျိုးနဲ့လိန်ကွဲပြားနေသည်မဘာသာရေးကွဲပြားနေသည်မအမုံတွေကရှိနေအောင်မလားအကြံဖတ်မှုကျူးလွန်မှုကိုအစိုးရကနှိမ်နှင်းပေးနိုင်လိမ့်မည်ထို့တော်လွတ်လပ်သောလူအဖွဲ့အစည်းမှအမုံတရားကိုအစိုးရကဘလို့နီးနဲ့နှိမ်နှင်းနိုင်မလဲအမုံနဲ့ဗလိုက်မှုအာဃာတကြာကနေနမိတ်ကရှုပ်ထွေးပြီး ဝါနေသည်ဗလိုက်မှုအာကာသနှင့်ထင်မြင်ချက်အကြာထင်မြင်ချက်နှင့်အမုံတရားအကြာကနေနမိတ်ကလည်းခတ်ဝါးဝါရှုပ်ထွေးလျက်ပါပဲထို့ကြောင့်တရားဝင်နိုင်ငံရေးဆိုင်ရာမိတတိုင်းတိဆောက်ကစည်းဖို့စ조사ခြင်းသည်သေးသိမ့်သောမှန်းဆစွန့်စားမှုတစ်ခုပင်ဖြစ်သည်တနည်းပြောရရင်ရာဇဝတ်မှုကိုနှိမ်နင်းနိုင်သည်အမုံကိုနှိမ်နင်းလို့မရ ဒီတို့သာဆိုရင် အမုံရဇဝဲမှုကိုမြည်ကဲ့သို့ရပ်တန့်နိုင်ပါမလဲအမုံကိုလွမြောက်သွားသည့်စိတ်အခြေအနေတစ်ခုဖြင့်သာရပ်တန့်စေနိုင်ပါလိမ့်မည်အမုံကိုလွမြောက်ဖို့ဆိုလျင်ထိုအမုံကိုသီးခတ်နိုင်စွာရှိရမည်အဲ့ဒါကဘလောက်ခက်ခဲလိုက်မလဲအမုံကိုသီးခတ်ဖို့ဆိုရနိုင်နှမျိုးရှိပါသည်တစ်မျိုးက အမုံကိုခံနိုင်ရှိခြင်း tolerance နဲ့နောက်တစ်မျိုးက မုံတီးပါလျက်သီးခတ်ခြင်း polarization ဖြစ်သည်ခန္ဓာရည်ရှိခြင်းသည် အမုန်းကိုပယ်ဖျက်နိုင်ခြင်းဖြစ်၏ទីခန့်ခြင်းကတော့အမုန်းနှင့်အတူတကွတည်ရှိစွာ ခွင့်ပြုទីခန့်ခြင်းဖြစ်သည်လူရင်ခြင်းမှုနှင့်လူအဖွဲ့အစည်းအနေထားအရာလူသားအလုံးသည်ဒုတိယမျိုးစားကိုနှလုံးသွင်းလျက်နေနိုင်ဖို့ကပိုပြီးသဘာဝကျသည်ထင်ပါသည် အမုန်းကိုအမုန်းတိုင်းခွင့်ပြုကទីခန့်ခြင်းကိုနှစ်ဦးနှစ်ဖက်တပြိုင်တည်းကျင့်ကြံအားထုတ်ကြလျင် ဖိနှိပ်သည့်အမုံလည်းရှိလာမှာမဟုတ်ခံရလို့လက်စားချည်သည့်အမုံလည်းရှိလာမှာမဟုတ်ဂျူးလူမျိုးကိုဂျူးလူမျိုးအဖြစ်အာဃာတမထားဖို့အာရက်ကိုမွတ်စလင်ကိုအာရက်အဖြစ်မွတ်စလင်အဖြစ်အာဃာတမထားဖို့ခရိယံကို ခရိယံအဖြစ်အာဃာတမထားဖို့လူမဲကိုလူမဲအဖြစ်တစ်စစ်မနှိမ်ဖို့လူသားတွေလိုက်နာကျင့်သုံးမည်ဆိုလျင်အမုံရသွဲမှုတွေကြောကြသွားကြရရှိပါသည် နာကျင်စွာခံစားရသည့်လူတယောက်အားအာဂတမထာယံတရားချခြင်းသည် အောင်မြင်နိုင်ပါမလားမျှရောမျှတာပါမလားဒီအတွက်လူအဖွဲ့အစည်းကသို့မဟုတ်မူလနာကျင်စေသူဘက်ကတခုခုတော့ကျွေးဆက်ပေးရန်သူကတောင်းဆိုလိမ့်မည်အစွန်ရောက်သူတွေအတွက်တော့ an ein for an ein ဟူသောတောင်းဆိုချက်ဖြစ်မည်သို့သောဝန်ထဲစရာကောင်းသည်မှာ an ein for an ein ဟူသောအစွန်ရောက်ဥပဒေသည် တကယ်တမ်းကျူးလွန်သူအပေါ်ထိတိထက်လုံးဝအပြစ်မရှိသောအဆက်နွယ်များအပေါ်ထိတိကများနေခြင်းဖြစ်ပါသည်။စူလိုက်အပြုံလိုက်တတ်ခံရသူတွေအလုံးသည်သူတို့ကိုယ်တိုင်ကျူးလွန်သောအပြစ်ကြောင့်ခံရသည်မဟုတ်။သူတို့လူမျိုးတဲမှသူတို့မိစေတဲမှသူတို့စေစင်မျိုးဆက်တဲမှတယောက်ယောက်ကတအုပ်စုကကျူးလွန်သွားသောကြောင့်သူတို့ခံရခြင်းဖြစ်သည်။လူတယောက်သေသွားလို့နောက်လူတယောက်ကိုလက်စားချေသည့်အနေနဲ့တတ်ခြင်းသည်ဘာအဓိပ္ပာယ်ဆောင်ပါသလဲ။ ြေသွားပြီလားကြေသွားပြီဟု ပြောလို့ရပါသလားကိုဘက်ကကျင်နေရင်တောင်သူ့ဘက်ကမကျင်နဲ့ပါဘာကြောင့်လဲဆိုတော့ခံရသူတိုင်းဒီဘယ်တော့မှမူလကကျူးလွန်ခဲ့သူကိုယ်တိုင်မဖြစ်ခဲ့ဘေးလူတွေကြီးဖြစ်သည်ဘသူဘက်ကဖနေရောက်ပဲတေတေတေတီကလူသားတွေဖြစ်သည် လူသားတွေသေးနေသည်မဘယ်လူသားမှ မနိုင်ပါကဘာပေါ်မှာအမုန်းကြောင့်ဖြစ်သောစစ်ပွဲများလာပြီ။ဘာသာရေးစစ်ပွဲတွေ လူမျိုးရေးစစ်ပွဲတွေဖိနှိပ်သူနဲ့ပြန်လည်သူဤစစ်ပွဲတွေဘယ်အကြောင်းကြောင့်တိုက်ခိုက်သောစစ်ပွဲပဲဖြစ်ဖြစ် အမုန်းငါရှုတ်သောမီးတွေသည်နိုင်ငံအလုံးကိုပြန့်သွားလျင်ကမ္ဘာကြီးတစ်ခုလုံးတေကျေပြက်စီးရတော့မည်ဒီစစ်ပွဲကိုဘယ်နတ်ဒေဝရာမတားပေမှာမဟုတ်ကာယကရှင်တွေကဂျမတာပြီးမည်စစ်ပွဲဖြစ်သည် reference was so bad about hate by Andrew Sullivan 11 News Volume 1 Number 1 17ရက်17လ2001ဂျူအီအမုံကြောင့်ဖြစ်သောစစ်ပွဲများ